ီကနေ့1343ခုဝါဇူလာဇန်17ရက်1982ခုဇူလိုင်လ12ရက်နေ့ဖြစ်ပါတယ်ဗျာရာကုန်မြို့မဟာစီသာသနာ့ဟိတ်တာအမျိုးသမီးယောဂီစောက်ရှောက်ရေးအဖွဲ့တတိယအကြိမ်နှစ်ပတ်လည်အစည်းအဝေးကိုစတင်ကျင်းပခွင့်ပြုတော်မူပါဗျာဒီခုအကြိမ်နဲ့အမျိုးသမီးယောဂီအဖွဲ့ဝင်များနဲ့တကွအလုံးသော အပြင်းမဖိတ်ကြသောပိဋကများ ဗုဒ္ဓသာသနာ့နုကအဖွဲ့မှုဆောင်လူကြီးများနဲ့ဟိတေသီအဖွဲ့မှုဆောင်လူကြီးများပါအပြည့်အစုံရောက်ရှိနေပြီဖြစ်ပါကြောင်းယုတိလေးမြတ်စွာရှောက်ထားပါတယ်ဗျာကျေးဇူးတော်ရှင်မာဇီဆရာတော်ဘုရားကြီးမိတ်ကြတော်မူပြီးဩဝါဒကိုနာယူရန်အတွက်အလုံးတော်ပိသပေါင်းသူတော်ကောင်းတို့ယုတိလေးမြတ်စွာဖြင့်လက်အုပ်ချီလျက်ရှိပါကြောင်းရှောက်ထားပါတယ်ဗျာဆရာတော်ဘုရားကြီးဩဝါဒပေးသနာတော်မူပါဗျာ အားလုံးဩကာသဖြင့်ကြွလို့ကြပါခင်ဗျာ။ ထုကိုခံတော်မူရသောရဟန်းသာရှိသောကိုပါသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူသောဘုရားယရနာသွားကတာသာရှိသော၆ပါးသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူသောတရားယရနာသုဗတိပန္နာသာရှိသောကိုပါသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူသောသံဃာယရနာဒီဟုသောယရနာများသုံးပါးနှင့်တကွဇာသမားတို့ယိုလျံညာတို့လည်းဟိုမိုးရရှိခိုးပူဇော်ခွင့်မြမန်လျောက်တော်ကြသော ပဏာမကုသကစေရနာရောရစွမ်းအာနိဝရောကြောင့်ဒေယံအန္တရေဝုဒမြတော်မခါခါတိန်ကင်းလို့ညင်ကြဝေကွာကြ၏အသက်ရှိခြင်းအနာကင်းခြင်းကြမာခြင်းချမ်းသာခြင်းအစရှိသောအလိုရှိအားတောင်းနာသောလောကီလောကုတ္တရာကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြပါစေ။သာသနာ့ ါတော်ရာတော်သမ္မာသမ္ဗုဒ္ဓသာသမ္မာသမ္ဗုဒ္ဓသာ dhyandaranang sami dhammandaranang sami sanghandaranang sami Dudiyami Bodhandaranang Sami Dudiyami <coughs> Dhammandaranang Sami Dudiyami Dhangandaranang Sami jodiyami, Tadi ambil bodo nernang esami. Tadi ambil dama nernang esami. Tadi ambil tangga nernang esami. Nernang esami. Tadi ambil dama nernang esami. Tadi ambil tangga nernang esami. Nernang, kemenang beri buna. အာနာတိဘာတာဝေရမဏိသိက္ခာရံသမာရိယာမိအာဒိနာဒါနာဝေရမဏိသိက္ခာရံသမာရိယာမိအာဒိနာဒါနာဝေရမဏိသိက္ခာရံသမာရိယာမိအာဗြဟ္မစရိယာဝေရမဏိသိက္ခာရံသမာရိယာမိ ာဝါဒဝေရဏိသိကရံသမာရိယာမိသုရာမေရယမေဇဗမာရဒနာဝေရဏိသိကရံသမာရိယာမိဝိကာလဘောဇနာဝေရဏိသိကရံသမာရိယာမိနိစ္စနိစ္စ ဝိဒဝါရိဒဝိတုကသဒ္ဒနာမာလာကန္နာဝိလေပနာဓာရဏမာနနာဝိဘူဒနာဌာနာဝေရမဏိသိက္ခာပဒံသမာရိယာမိဥစ္စာဒေနမဟာဒေနဝေရမဏိသိက္ခာပဒံသမာရိယာမိဥစ္စာ ဣဒံမေသီလံမဂ္ဂဖလာညာနတာပစ္စယောဟောတုအကျွန်တော်ဤဒီသီလသည်မညာဘုညာအားယေစုပြုသောသောဘာ ဖြစ်ပါစေတည်းဖြစ်ပါစေတည်းဒီတော်နေနာဘုရားရဟန်းတရားရဏသံဃာရဏသဘုရဲ့သုံးမှန်းသားတယ်ကွာအထင်းကသမန္နာရအင်္ဂါ၈ပါးနဲ့ပြည်သူ့ဘောသတိလားဘောတိလားသာဓုကံကတော်မိမိရဲ့ရည်ရင်းရှိသည့်တိုင်းမကြုံပေါ်ပြောင်းကြကြအောင်ကောင်းမှုသာထင်းထင်းရှားရှားရဲ့ဗမာဒနာမေသောတိတရားဖြင့်သံပါရိထပြည်စီပြည်စုံအားထုတ်ကြကုန်တတိယအကျင့်မြောက် 1982ခုနှစ်1982ခုနှစ်ဇူလိုင်လ12ရက်ဒီမှာလောကတော့ဝါဇိုလ10ရက်တင်လုံးကျွန်းနှစ်ပါးဒီအစည်းအဝေးအဲဒီနှစ်ပါးဒီအစည်းအဝေးကိုခွန်ကြီးကဟောရပေးဖို့ဆိုပြီးတော့ရှောက်ထားတောင်းမှခွန်ကြီးကလည်းအမျိုးသမီးတွေဆောင်ရွက်ရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ထူးခြားခြားခွန်ကြီးတွေကသိနေတာမဟုတ်ပါဘူးအခု မျိုးသမီးတွေဆောင်ရွက်လာခဲ့တဲ့နေ့၃နှစ်ရှိပြီနဲ့တူတယ်တတိယအကျဉ်း၃နှစ်ရှိတော့အဲဒီဆောင်ရွက်လာခဲ့ပါတယ်အကြောင်းပြုပြီးတော့စာအုပ်တွေနဲ့ရေးထားတာတွေမှတ်စရာသားစရာတွေတော်တော်ကောင်းပါတယ်ဒါတွေမှာဆောင်ရွက်ကြပုံလေးပြည့်စုံနေတာပါပဲမိမိတို့အမျောအမြင်ရှိသလားညွှန်ကြပြီးတော့တောင်ကြတဲ့ပုဂ္ဂိုလ်တွေကလည်းတောင်ကြတဲ့တိုင်ဆောင်ရွက်ပြီးတော့နေကြတာအစစရာရာအမှန်ကယေရှုများပါတယ်မျိုးသမီးယောဂီတွေအတွက် မျိုးသမီးယောဂီအဖွဲ့ကနေပြီးတော့ညွန်ကြပေးတာဟာအမှန်ယေရှုများပါပဲတကယ်၍သာမျိုးသမီး အဖွဲ့မရှိလို့ရှိရင် မျိုးသမီးတွေအတွက်စောင်းလျှောက်ခြင်းဆောင်ရွက်ခြင်းကိစ္စတွေဟာတော်တော်လိုနေမှာပါပဲအခုကအမှန်ပြည့်စုံပါလေနေရေးထိုင်ရေးရောစားရေးတောက်ရေးရောတရားအထုတ်ရေးရောအမှန်ကိုအဆင်ပြေပါလေဒါဘာကြောင့်လဲဆိုလို့ရှိရင်မျိုးသမီး ယောဂီအဖွဲ့ဝင်တာဝန်ဆောင် ပုဂ္ဂိုလ်တွေကသောသောကလည်းတရားထုတ်ပြီးသားပုဂ္ဂိုလ်တွေပဲတရားထုတ်တော့လည်းမိမိတို့လည်းပဲတရားဉာဏ်ဓုတရားဓုတွေရတဲ့ညရသိတဲ့ညသိနေလို့သောသောကလည်းသရတရားရှိလို့အထုတ်လာတယ်သရတရားချင်းယုံကြည်ပြီးတော့မြတ်စွာဘုရားဤတရားတော်ကိုပြည့်စုံရအောင်လို့သူတို့သူတွေရရအောင်တရားသူတွေရရအောင်ရှင်သုံးလာခဲ့ကြရှင်သုံးတဲ့အတိုင်းပြည့်စုံနေကြတယ်ပြည့်စုံပြီးတော့လာတော့ သရာတရားတွေလည်းယုံကြည်မှုတွေလည်းပို့ပြီးအားကောင်းလာတာပေါ့သရာတရားတွေပို့ပြီးအားကောင်းတဲ့အတွက်မိမိတို့လိုပဲသူများတွေလည်းပဲညဇာတရားဤအဆုံးမအဆုံးမတော်အတိုင်းဝိပဿနာကျင့်ဝတ်တရားတွေကိုကောင်းကောင်းကျင့်နိုင်အောင်လို့ဆောင်ရွက်ကြတယ်အသင်ဖွဲ့ဖွဲ့စည်းပြီးကလာဆောင်ရွက်ကြအဲ့ဖွဲ့စည်းမရှိလို့ရှင်ဆောင်ရွက်မလွယ်ဘူးဖွဲ့စည်းနေမှုဖွဲ့စည်းနေတော့ ။အဲသူတောင်းဝင်တဲ့သူအသီးသီးတောင်းဝင်လေးတွေယူယူပြီးဒီကလာဆောင်ရွက်ကြတာမနာကောင်းပါလေ။အဲဒီမှတ်တမ်းစာအုပ်ထဲမှာရှောင်းပြီးတော့ဖတ်လို့ရှိရင်မနာကိုကြီးညိုစရာဝန်တာစရာမနာကောင်းပါလေ။ဆိုပြသားရောက်ဒီခုနှစ်ကလည်းပဲနိဗ္ဗာန်လည်းကစပြီးတော့ခြေကလိုပဲဆောင်ရွက်သွားနိုင်ကြဖို့ပါပဲ။အဲလူသာရှိရင်လည်းပဲလူသားအားလေးတွေတို့တဲ့ဖြည့်ဆွဲပြီးဒီကလာဆောင်ရွက်ကြဖို့ပါပဲ။ ဘုန်းကြီးကတော့ဘယ်ဟာကိုပဲလို့ဆောင်ရမယ်လို့ညင်ကြားဖို့ရမရှိပါဘူး။မလိုပါဘူးဘုန်းကြီးကတော့ညသမီးတွေကညသမီးတွေယောဂီတွေနဲ့ပတ်သက်ပြီးတကလားပြုလုပ်တဲ့ဆောင်ရဲတဲ့လားလေးတွေကိုယ်တိုင်တွေ့ပြီးနေကြတာပဲကိုယ်တိုင်တွေ့ပြီးနေကြတော့အဲဒီတွေ့ပြီးတဲ့အတိုင်းညွန်ကြပြီးတကလားဆောင်ရဲလာခဲ့ကြတာအမှန်ကြီးစုများပါလေ။အဲဒီတော့ဒီကရှိလည်းပဲမိမိတို့စွန့်နေနေကြညွန်ကြပြီးတော့ ညွန်ကြားခံရတဲ့ပုဂ္ဂိုလ်တာဝန်ဆောင်တာဝန်ကျတဲ့ပုဂ္ဂိုလ်တွေကလည်းမိမိတို့တာဝန်ပြည့်စုံအောင်စွမ်းနိုင်နေရဆောင်ရွက်သွားကြဖို့ပဲဆောင်ရွက်သွားတာလည်းပဲတာဝန်တော့နည်းနည်းလေးချက်မှပါပဲယောဂရေရာနဲ့အလုပ်တွေပြည့်စုံလို့ဖို့ပြင်မှာမဟုတ်ရင်မှဆောင်ရွက်နေရတာနဲ့အချိန်တွေအများကြီးကုန်မှာဒါပဲလို့သဒ္ဓါတရားအားရှိကြတဲ့အတွက်ကြောင့်မို့မိမိတို့လောကရေးစီးပွားရေးတွေကိုမငဲ့ဘဲနဲ့ သာသနာရေးကိုလည်းငဲပြီးတော့ဆောင်ရွက်ကြတယ်နဝန်သားတွေကောင်းပါတယ်ဆိုပြီးသားကြောင့်ဒီခုနှစ်လည်းပဲဆက်လက်ပြီးတော့ဒုတိယသင်္ကေတလည်းဒုတိယအောင်လို့ဆောင်ရွက်သွားကြပါပါပဲဤသို့ဆောင်ရွက်ခြင်းဖြင့်မြတ်စွာဘုရားသာသနာတော်လည်းပဲอืมဒုတိယဖူရအကြောင်းတော့ရှိပါတယ်မျိုးသမီးယောဂီတွေကဒီသာသနာရေးတာမှာလာရောက်ပြီးအားလုံးညီရတာများတာပဲမျိုးသမီးယောဂီတွေများများအားထုတ်နိုင်အောင် မျိုးသမီးဖွားအနေပြီးဒီကရာဆောင်ရွက်နေတော့အမှန်ကောင်းပါလေအဲဒီလိုဆောင်ရွက်ခြင်းဖြင့်မိမိတို့လည်းပဲရာသင်းတဲ့အကျိုးတွေဟာတိုးတက်ပြီးတော့ရပြီးတော့သွားလဲတရားလာအပြီးအားထုတ်ကြတဲ့ယောဂီတွေမှလည်းပဲရာသင်းတဲ့မြတ်သမာဓိဉာဏ်ဓုတရားတွေကိုရပြီးဒီကရာသွားနိုင်တယ်ဆိုပြီးတော့ကြောင့်ညဇောတရားဤသာသနာတော်တိုးတက်တဲ့ညတိုးတက်အောင်ဆောင်ရွက်ခြင်းအပြင် မိမိတို့လိုရှိရသောလောဘီလောကုတ္တရာကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြပါစေ။